။ဒီစင်ကဒီနေ့ဒီညပတန်လေးကိုဒီစင်ပတန်လေးဆွဲပြပေးမယ်။သူကရတော့ဂုံပြောက်ကမှရင်ပေါင်းပုံစံဆိုပေးမယ်။ဒါမဲ့သူကဒါကိုအလှထဲထားတာ။နော်။အဲ့ဒီပတန်လေးကိုဒီစင်ကဆွဲပြမယ်။ဒီစင်ကဆွဲပြတော့မယ်ဆိုတော့ကိုကကိုရမူရင်ပတန်အတားအရှိရန်တည်းအနောက်ရန်တည်းလေးဆွဲထားပြီးဂုံပြောက်ပတန်ဖြစ်မှရမယ်နော်။ဂုံပြောက်ပတန်တီးတန်မယ်ဒီစင်တို့သွားလို့ရမယ်။ဂုံပြောက်အရင်ဆိုရင်ဂုံပြောက်ပတန်တီးတန်နဲ့သွားတာကသူကပို့ပြီးတော့ပုံထွက်လာတယ်။နောက်ဒီစင်ကဆွဲပြပေးမယ်။ကိုက အဲ့တော့ဒီမှာဒီစင်တို့ကကိုယ့်ရဲ့မူရင်းပတ်တန်တိုင်းမဆွဲထားပြီပေါ့နော်။သူကကျတော့ဟိုက်တယ်။အနောက်ကိုသူကတော်တော်လေးဟိုက်တယ်။တော်တော်လေးဟိုက်တာဖြစ်တဲ့အတွက်ဒီစင်တို့ကဘာအဲဘလောက်ရှာမလဲဆိုလို့ရှင်ဒီရောက်ကိုဒီစင်ကလေးလက်မလောက်ရှာလိုက်မယ်။ကိုကအရင်ဟိုက်တာမကြလို့ရှင်လည်း၃လက်မခွဲလောက်ရှာလို့ရအောင်နော်။အဲ့တော့လေးလက်မလောက်ရှာလိုက်မယ်။လေးလက်မလောက်ရှာပြီလို့ရှင်ဒီအထဲတဲကိုဝင်ပေးမယ်။သူကကျတော့သူလည်းဒါလေးကလေးသူကလေဘင်းလေးနည်းနည်းလေးလက်လေးကနည်းနည်းလေးတက်တာဖြစ်တဲ့အတွက်ဒီစင်က၆စိတ်သွားလိုက်မယ်။ နော်ကျွန်တော်ဒီနားမှာကိုယ့်ရဲ့လက်ကပခုံးရှိတာအဲဒါမှပခုံးပေါ်အရင်တက်ချင်လို့ရှင်တလမဝင်လို့ရတယ်နော်ဒီလက်ပုံစံအတိုင်းဆိုဒီစင်တို့ကရှောက်စိတ်ပဲဝင်လို့ရတယ်အဲ့တော့ဒီစင်ကဒီမှာရှောက်စိတ်လေးဒီစင်ဝင်လိုက်ပြီးပြီးလို့ရှင်ဒီစင်တို့က level တောက်ထုံမယ် level တောက်ထိုးတဲ့အခါမှာလေးစိတ်ပဲဒီစင်တို့ level တောက်လေးထိုးပေးမယ်ပြီးလို့ရှင်ဒီမှာအနောက်ရှာရောက်ဒီစင်တို့ ရှင်းသားမပါဘူးဒီတိုင်းသာတည်စင်တို့တောက်ကိုရွှွှင်ရင်းတာဒီတိုင်းသွားရှုံမယ်ဆိုလို့ရှင်အဲ့ဒီအတာကသူကပိဿတာဖောင်းတက်လာမှာနော်ဖောင်းတက်လာမှာဆိုတော့တည်စင်တို့ကအနောက်ရှမ်းဆိုတော့ရင်သားမရှိတဲ့အတွက်ဖောင်းတက်တာမလို့ဖောင်းတက်တာလာတာကိုမလို့ချင်ဘူးအဲ့တော့တည်စင်တို့ကဒီတန်တန်နေဆွဲရှာလိုက်မယ်နော် အဲ့တော့ကိုကဒါကိုဖြတ်ထုတ်ရှင်ဖြတ်ထုတ်တိတ်ကက်ရှင်တိတ်ကက်ပေါ့နော်ဖြတ်ထုတ်လို့ရှင်ဒီဇင်တို့ကဒီဘက်က B1 ဒီဘက်က B2 လေးဖြစ်သွားမှာပေါ့အဲ့ဒါကိုဒီဇင်တို့ကဟိုဘက်ရှုပ်စာ၄ပဲဒီဘက်ရှုပ်စာ၄စိတ်ပြန်ထားပြီးတော့ဒီဇင်တို့ပြန်ဆက်စာထားမယ်နော်တောက်ဆုံရမယ်နော်ပြီးလို့ဆိုလို့ရှင်ဒီဇင်တို့ကသူကဒီအနောက်မှာစစ်စစ်တက်မှာဖြစ်တဲ့အတွက်ဒီဇင်တို့စစ်စာ၄စိတ်ကိုဖြုတ်ရှာမယ်စစ်စာ၄စိတ်ဖြုတ်ရှာတဲ့အခါမှာဒီဇင်တို့ပုံမှန်ရှင်အပုံမှန်ပေါ့နော်နောက်စိတ်အင်ဂျင်လိုပဲဒီဇင်တို့ ီအပေါ်ကနေဒီအောက်ပဲစားလို့မရဘူးဒီအပေါ်ပါစားပေးရမယ်နော်အဲ့ဒါကြောင့်မတစင်တို့ဒီခုတ်ပြောက်ကတစင်တို့အနောက်ကိုလေဗင်းဟိုက်မနေမှာဒါကတစင်တို့စားတက်ဖို့အရန်ကိုမှအရေးကြီးတယ်နော်အဲ့တော့တစင်တို့ကပြန်ပြီးတော့ဖြတ်ထုတ်တဲ့အခါမှာအရှိကိုတလမနဲ့၄စိတ်ပေါ့စစ်စာလေးထားပြီးတော့ဖြတ်ပေးရမှာဒါဆိုရင်အနောက်ရှန်လေးရသွားပြီ ရမယ်เนาะအဲ့တော့သူကတို့ဒီမှာအခြေခံသွားအခြေခံသွားတဲ့အခါမှာသူရဲ့ level လေးကသူကလေအာ၄000နေပဲသွားထားတယ်၄000နေပဲသွားထားဖြစ်တဲ့အတွက်တစင်ကဒီအောက်ကို၆ခွဲရှာလိုက်မယ်ကိုကအရန်ဟိုက်တာမကြမ်းရှာလမ်းမှာတော့ရှာလို့ရအောင်เนาะအဲ့တော့ဒီမှာတစင်တို့ကအနောက်ရှမ်းမှာ60ဝင်ခဲ့တာဖြစ်တဲ့အတွက်အရှိချမ်းကိုလည်း60ဝင်ပြီးမယ်။တကယ်လို့ကိုကဒီအနောက်ရှမ်းမှာ40ဝင်အရှိချမ်းမှာ40ဝင်ပြီးရမယ်။တစင်တို့ဒီနာကဂျိုင်းတောက်ကမထိုးလို့မဖြစ်ပါဘူး။အဲ့လို အချိုင်းတော့မထိုးလို့ရှင်ဘာဖြစ်တယ်လဲဆိုရင်ဂျိုင်းနာကနေဒီခနာကုံမှာဂျိုင်းကခနာခနာကုံမှာကတ်မနေပဲနဲ့သူကကြွာနေတက်တယ်နော်အဲ့တော့ဒီနာကမထိုးလို့မဖြစ်ဘူးပြီးလို့ရှင်တပင်တို့ကဒီလေဘင်းကိုတောက်ထိုးပေးမယ်ပုံမှန်တောက်တိုင်းလေးစိတ်ပဲထိုးလို့မရဘူးအောက်လေဆုံးကောက်ပြောက်ဖြစ်တဲ့အတွက်ကောက်ပြောက်ဆုံးတပင်တို့ကဒီဘောဟာအကုန်လုံးဖြတ်ရှာမှာဆိုတော့တပင်တို့လေးစိတ်ပဲထိုးလိုက်မယ်ဆိုလို့ရှင်သူရဲ့လေဘင်းကအရှိကိုဟိုက်ကြနေမှာအဲ့လိုမှအဲ့လိုမှဖြစ်အောင်တပင်ကဒီမှာတောက်ထိုးပြမယ်ဟိုဘက်လေးစိတ်ဒီဘက်လေးစိတ်တလမတောက်ထိုးမယ် ောက်ထိုးတဲ့နေရာလေးတိကျလေးကြည့်ပြီးနော်ဆလမတော့ပုံမင်းအဆူရသွားပြီအဲ့ဒါကိုဒီစင်းလုံးကဒီမှာခွဲထုတ်မယ်ခွဲထုတ်လို့ရှိရင်ဒီဘက်က F1 ဒီဘက်က F2 ဖြစ်သွားမှာပေါ့နော် F2 ဖြစ်သွားမယ်ပြီးလို့ရှိရင်ဒီစင်းလုံးဒီမှာရင်းနေတော့ထဲပြီဒီမတော့ဒီစိတ်ခုရဲ့ရင်သားကကျင်းရှောက်စိတ်ထဲလို့ရတယ်ခုရဲ့ဒီလိုထဲလို့ရတယ်နော်ဒါဆိုရသွားပြီသူကအဲ့လိုမှသူကဒီအပေါ်မှာမှဒါဆိုဒီပတ်တန်လေးကဒါပဲ နော်ဒီပန်းနေရဒါပဲအဲ့တော့မှသူကဒီအပေါ်မှာလေဒီအပေါ်မှာတစင်တော့ကဒီနားလောက်လေးမှာပေါ့နော်တစင်တော့နှစ်ဖက်ပိုးလိုက်ပြီးထားအောင်ဒီနားလောက်လေးမှာသူက ကျက်သေးအလှလေးထည့်ထားတာသူကကျက်သေးတော့မှသူကအပြားအချီလေးထည့်ထားပါဘောနော်ဒီစင်တို့ထုတ်ကျက်သေးအပြားအချီလေးထည့်ထားဒါဆိုရင်ရမယ်နော်ဒီဘက်ကဒီစင်တို့ပိတ်ဆိုင်ညက်တဲ့ခါမှာအပူလေးညံမှာပေါ့ဒါဆိုရင်ရမယ်ကိုကဒီလိုမျိုးကိုပြောက်ပတံကိုမတိဘူးတိတိရှာလေးကိုမှတင်ချင်းနဲ့ကိုပြောက်အင်ကြီးတင်းတန့်ကိုပဲတင်ယူချင်တာကိုပြောက်အင်ကြီးကိုတောင်းနိုင်နိုင်နဲ့ရှုပ်တဲ့ရှင်နဲ့ဒီလိုမျိုးပဲရှိလားဒါဆိုရင်ဒီစင်ကဒီလိုမျိုးတွေအတွက်ညှုံပေးချင်တဲ့ပြန်လေးတစ်ခုရှိပါတယ် ကုတ်ပြအင်ကြီးတည်တန်းကလပ်တည်တန်းအောင်တတ်တပါတစင်ကအယောက်50အတွင်းမှာအထူးကြီးတပေါင်းခွဲလေးနဲ့စီစဉ်ပေးထားပါတယ်မြင်မြန်သွားအပ်ပါအထူးကြီးနဲ့ရတော့ဒါဆိုလို့ရှိရင်ဒီနေ့တင်နေနဲ့မှာစုံချပါမယ်အင်ကြီးပတ်တန်တွေကတော့ဒါပါပဲ